အခုဒါကတော့ကျွန်တော်တို့ single phase inverter circuit ပေါ့နော် high frequency type inverter circuit တခုရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။အခုဒီကတော့ဒီဘက်မှာဒါအကြမ်းမြင့်ပေါ့နော်ကျွန်တော်တို့ simple block diagram ကိုဒီ circuit နဲ့ပတ်သက်တဲ့ simple block diagram ကိုဆွဲထားတာဖြစ်ပါတယ်။ဒီ circuit အဲ့ဒါ high frequency type inverter circuit single phase inverter circuit တခုရဲ့ဒါဒီကပေါ့နော်သူ့ရဲ့ structure ပေါ့နော် structure တွေလို့ရှိတယ် ဲ့တော့ဒီကောင်မှာ import ပေါ့နော်ဒါကတော့ import ဒီမှာဆိုလို့ရှိရင် import ပင်နှစ်ခု plus minus ပင်ဖြစ်ပါတယ်ဒါ plus minus ဟုတ်ပြီအဲ့မှာဒါကတော့ဒီမှာပေါ့နော်ဒါဒါကတော့ battery ကတော့ဒါဆွဲတာပြီးရင် battery နဲ့ချိန်ပါမယ်ဒါ import plus minus ပေါ့နော်ဒီကနေဝင်လာမယ်ဝင်လာတဲ့ဟာကိုအဲပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒါကတော့ center tap ပေါ့နော် center tap transformer အဲဒါ center tap transformer ဒါပေါ့နော်ပြီးရင် switch လေးလုံးပါမယ် တဟုတ်ပချမ်းမှာ switch လေးလုံး switch လေးလုံးပါတယ်ဒါကတော့ mosfet mosfet switch လေးလုံး q1 q2 q3 q4 ဒီမှာပါတယ်အဲ့ဒါနဲ့ကျေလို့ချိတ်ဆက်ထားတယ်ပြီးလို့ရှိရင် center tap transformer နဲ့ဒီဒီ switch လေးလုံးရဲ့အဓိကလုံဆောင်ချက်ကတော့သူက high frequency မှာသူက AC ပေါ့ switching AC waveform ပုံစံကိုဒီကောင်ကပြောင်းလဲပေးတယ် ပြီးပြီးတော့အဲ့ဒီ voltage ကဒီမှာ transformer မှာ drop ဖြစ်တယ်ပေါ့နော်ဒါ transformer high frequency တက် transformer တော့အဓိက voltage ကိုပြန်မြင့်ပေးမယ်အပိုင်းပေါ့ဒီဘက်က low voltage low voltage ဝင်လာတဲ့ဟာကို high voltage ပေါ့နော်300ဝင်ကျင်လောက်ပေါ့300 350ဝင်ကျင်လောက်ကိုပြန်တင်ပေးမယ်အပိုင်းပေါ့ပြီးရင်အဲ့ဒီကရလာတဲ့ ACU မှာဒီ high frequency ACU မှာကျွန်တော်တို့ဒီကပေါ့နော် block အဲပေါ့ဒီ dial လေးလုံးနဲ့ပြန်ပြီးတော့ ဒါ4 wave rectifier ပေါ့တိုင်အောင်ဒီလေးလုံးတော့ဒီမှာဒီနှစ်3လေးဒီလေးလုံးနဲ့ပြန်ပြောင်းမယ်ပြီးရင် capacitor ထဲမှာဒါ smoke filter ပေါ့ capacitor တော့ဒီထဲမှာ filter အနေထားနဲ့သုံးတာဒီထဲကိုအဲ storage လုပ်မယ် storage ဒါ capacitor ထဲကိုဖြတ်မယ်ဖြတ်ပြီးတော့မှဒီနောက်မှာ inverter circuit ပေါ့နော်ဒီ50 hertz ပြန်လှုပ်ဖို့အတွက်50 hertz ကိုဒီမှာလှုပ်တယ်ဒါ switch လေးလုံးလာဒါ single phase full bridge inverter ဆက်ကေပေါ့ h bridge လို့လည်းခေါ်တယ်1 2 3 4ပေါ့နော်ဒီ25 26 27 28ပေါ့နော်ဒီကောင်ဒီလေးလောအဲ့ဒီကထွက်လာတဲ့ဟာဥမာဒီမှာသူကသူ့ကိုဘာနဲ့လုပ်လဲဆိုရင် PWM ပေါ့နော် sinusoidal pathway modulation နေပေါ့ဒါနဲ့သူကလုပ်လိုက်တယ်သူဘာဖြစ်လို့ sine wave ပုံဖော်ဖို့အတွက်ဒါ upper voltage ဒီမှာ sine wave တော့မဖြစ်သေးဘူးဒီဘက်မှာ PWM waveform ပေါ်လာမှာပေါ့ AC PWM waveform 50 hertz fundamental harmonic က50 hertz switching နဲ့သူ ဒီ triangular wave တွေပါနေတဲ့ဒီ Peterborough compare လုပ်တဲ့ wave တွေကတော့ဒါ20 kHz လောက်ရှိမှတဲ့နည်းဒီမှာဒီနားမှာထွက်လာတဲ့ကောင်။အဲ့ဒါပြီးတော့မှအဲ့ရရလာတယ်ဒါ sine wave မဖြစ်သေးဘူး။မဖြစ်သေးတဲ့ sine wave မဖြစ်သေးတဲ့ဟာကိုသူ filter ခံရတယ်ဒီမှာ။အဲ့ဒီဒီကထွက်လာတဲ့ circuit ကိုမှ filter ပေါ့နော်။ဒါ L L ကတော့ output inductor L ခံတယ် C နဲ့ဒါကတော့ C capacitor ပေါ့နော်။ဒီဟာလေးခံပြီးတော့ filterize လုပ်တယ်။အဲ့တော့ဒီမှာ ြီးတော့ DI output မှာကျတော့သူဒီပေါ့နော် sin ဟိုပါပေါ့ sin wave ဖြစ်သွားမှာပေါ့အဲ့တော့ဒါကတော့ output ပဲလို့ဒီနားမှာဒီနားမှာရှိရအောင်အဲ့တော့ဒါပဲအခြေခံကတော့ဒီ high frequency type inverter circuit ရဲ့အခြေခံတော့ဒါပဲအဓိကရွယ်ချက်ကတော့ high frequency type inverter တွေကဘာအတွက်လဲဆိုတော့ compact ပေါ့နော် compact ဒီ inverter ဒီ inverter circuit တွေအတွက် compact ပေါ့ကြီးကြီးလေးလေးနဲ့ဖြည့်အောင်ဆောင်ရွက်ထားတဲ့ဟာပေါ့အဓိကဒီနေရာမှာဘယ်ဟာလဲဆိုတော့ အကြီးဆုံးပေါ့နော်အလေးဆုံးအပိုင်းကတော့ electromagnetic ပေါ့လျှက်စစ်တမ်းလိုက်ပစ္စည်းပေါ့ဒါ transformer ပေါ့အဓိကဒီ high frequency type inverter တွေအဓိကရွေချက်ကတော့ competitiveness နဲ့ပေါ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 ့ဖြစ်အောင်လုပ်တဲ့ဒါ technique ပေါ့အဲ့တော့အဓိကဘာဖြစ်လို့လဲဆိုတော့ transformer တကယ်လို့ 50hz ပေါ့နော် low low frequency type inverter circuit နဲ့ကွာခြားချက်ကတော့ဘာလဲဆိုရင်တို့ကဒီ 50hz မှာ design လုပ်တဲ့ဟာပေါ့နော် transformer 50hz မှာ design လုပ်ခဲ့ရင်သူ့ရဲ့ size က ဒါအများကြီးကြီးတယ်ပေါ့900 900ဝက်လောက်ဆိုရင်ဒါအတုံးတော်တော်ကြီးတယ်ဒီအဲဟိုပါပေါ့နော်ကီလိုဂရမ်နဲ့တော့ခံမှန်းပြောရတာချက်တယ်ပေါ့နော်တန်း kg လောက်ရှိမလား5 kg 5အဲ့ဒီ5နဲ့တန်းကြားထဲမှာရှိပေါ့7 kg လောက်လည်းလင်းနေပေါ့အဲ့တော့ high frequency type နဲ့သုံးလိုက်တဲ့အတွက်ကြောင့်သူ့ဟာတည်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 သာသာကိုဒါပေါ့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 ဖြစ်သွားတယ် transformer site ကသူ့ formula ရှိတယ်ဘယ်လိုအဲ့မှာဟိုပေါ့နော် transformer ရဲ့ calculation ါ formula တစ်ခုရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့သူ high frequency ပဲဖြစ်ဖြစ် low frequency ပဲဖြစ်ဖြစ်သူက formula ရှိတယ် number of dance equal voltage and wave flow uh they are four into form factor ပြီး form factor frequency frequency switching frequency into ဟာပါလေ magnetic flux density ဒီ area core area effective area ဒီ formula ပေါ်တာမိခိုးတယ်ပေါ့နော်အဓိကတော့ဒီ transformer ရဲ့ number of damps ဒီအတွက်ကသူ့ရဲ့ဒီပေါ့နော် switching frequency ပေါ်မှာဒါအများကြီးမိခိုးတယ်ပေါ့လက်ရှိဒီ high frequency type transformer တွေကသူက35 ကီလိုဟက်စ်လောက်မှာအလုံးလုံးတဲ့အတွက်ကြောင့်သူ့ရဲ့ number of dance ဆိုတာတိတသာဒါဘယန်းကိုနေပြီးရော့သွားတာဖြစ်တယ်အဲ့ဒီကြောင့်သူ့ရဲ့ကိုးသုံးရတဲ့ site ကလည်းတိတသာဒါရော့ကြသွားပြီးတော့သူ့ဒါ compact ဖြစ်တဲ့ပုံစံပေါ့နော်ဒီလိုပုံစံကတ်သေးသေးပဲလောစေအခုဒါကတော့ကျွန်တော်တို့ဒီပေါ့ inverter ဒီ single phase inverter circuit ရဲ့ဒီ HP circuit ရဲ့အထွက်မှာရှိတဲ့ voltage ပေါ့နော်ဒီဟာကိုတိုက်ထားတာ PWM waveform ပေါ့နော် ဒါဟုတ်တိုင်းတာဒီနာမှာဒီ point နှစ်ခုပါ filter မတိုင်းဘူးဒါကတော့ filter filter မတိုင်းငယ်မှာရှိတဲ့ဟာကိုတိုင်းထားတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ပုံကအဲ့လိုပုံစံရှိတယ်သူ့ကိုနော်ဆွဲကြည့်အောင်ဒီလိုပုံနဲ့ပေါ့နော်စုချီဖိကွန်လေးက20ကီလိုဘလောက်ဘလောက်ရှိလဲ ါတော့ fundamental harmonic ကိုပဲပြတာပေါ့နော်။ဒါ50 hertz ကိုပြတာ။တရေထဲအားတော့ဒီမှာမပြအောင်ကြည့်လို့မရအောင်။ဒါလို waveform ပေါ့နော်။ပြီးတော့မှဒီရလာတဲ့ waveform ကဒီရလာတဲ့ waveform က filter ခံမှာပေါ့နော်။ဒီ LC နဲ့ LC နှစ်ခုနဲ့ပေါ့နော်။ဒီမှာ circuit မှာဆိုဒီ L LC နှစ်ခုနဲ့ LC filter နဲ့ဒီ smooth ပြောင်းလောက်တာပေါ့နော်။ဆိုင်ဒီမှာနှစ်ခုတိုင်းရဝင်ခက်နေလို့ဟိုပါပေါ့နော်။ပြီးမှနောက်တစ်စင်မှာ ထပ်ပြီး sine wave ဖြစ်တဲ့ဟာကိုပေါ်ပြတော့ဖြစ်ပါတယ်အဲ့ဒါ wave form เนาะဒီမှာပြပြချင်းပြီး sine wave ဒီနားမှာဖြစ်တော့ရပြီเนาะနောက်တစ်ဆင့်ပေါ့မယ်ဒါဒီ wave form ကတော့ဒါ fader ရဲ့ fader နောက်ပိုင်းပေါ့เนาะ lc တဲ့ lc lc fader ရဲ့နောက်ပိုင်းမှာရှိတဲ့ filterize လုပ်ပြီးသွားတဲ့ pure sine wave အနေထားဖြစ်ပါတယ်เนาะဒါ pure sine wave sine wave 50 hertz เนาะရပြီ အော်ဒါကတော့ကျွန်တော်တို့เนาะဒီဒီ high frequency အချမ်းပဲမှာပေါ့ high frequency transformer ရဲ့ဟုတ်ပဲ primary bus ရဲ့မှာရှိရ switch လေးလုံးပေါ့ switch လေးလုံးမှာနှလုံးစီမှာပေါ့တစုံပေါ့နှလုံးတစုံစီမှာရှိတဲ့ switching frequency ကိုဒါတိုင်တိုင်ထားတဲ့အနေထားဖြစ်ပါတယ်ဒီမှာကြီးအပြာအပြာနဲ့အဝါနဲ့အပြာအပေါ်ပဲချမ်း switch နှလုံးအောက်အဝါကအောက်ပဲချမ်း switch နှလုံးပေါ့เนาะအဲမှာရှိတဲ့ signal ပေါ့เนาะဒီမှာကြီးဘလောက်ရှိလဲဆိုရင် switching ဘလောက်လိုက်လဲ35 35 kHz လောက်နဲ့ switching လုပ်တာဒီအဲ့တော့ကျွန်တော်တို့ transformer ကဒီနားမှာဒီမှာဒီဒီ35 kHz မှာဒါအလုပ်လုပ်တာပေါ့နော်ဒီ switching ဒါဒါကိုကတော့ဒါဒီဒီမှာလုပ်တဲ့ကိုတွေပါတယ်သူပဲ ferrari ကိုတို့ပါလို့ဒါသုံးထားတာဖြစ်ပါတယ် compact เนาะဒါလေးကိုပြတာ switching frequency 35 kHz အောင်မှာလုပ်လို့ဒါဆန်ထားတာဖြစ်ပါတယ်ရပြီအဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဒါကတော့50 500 500 watt ပေါ့နော် pure sine wave inverter single phase inverter စာကိဖြစ်ပါတယ်ဒါဒါအရန်ကောင်းတဲ့ဒါအသုံးဝင်တဲ့ဒါ pure sine wave inverter စာကိတစ်ခုဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါဘူးဒူရရအောင်ဒါဖော်ပြသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်